ောက်ပြန်နေဆိုတာကသူ့အတွက်လည်းမကောင်းကို့အတွက်လည်းမကောင်းအဲ့တော့တည်တည်မမွားလေးကိစ္စအစတတိထားဖို့လိုပါတယ်အခုဆိုရင်ဆိုရှယ်မီဒီယာခက်ဖြစ်တဲ့အတွက်ကြောင့် Twitter တို့နော်အဲပြီး Instagram တို့ပြီး Facebook YouTube online နေအပြင်ဒီကနေ့လူတွေကဖောက်ပြန်နေကြတယ်။ဘာကြောင့်အိမ်တော်ကြီးကချစ်လို့ကြိုက်လို့ယူထားပေမဲ့ဘာကြောင့်အိမ်တော်ကြီးတွေမခိုင်မြဲကြလဲဆိုတော့ဇနီးတယ်မရခင်မုန်းတယ်အတွက်ထက် အချိန်ပေးတာတက်ဒီ Telegram တွေ Facebook တွေ TikTok တွေကိုအချိန်ပိုပေးလာတာနဲ့အမျှဘာဖြစ်လာလဲဆိုတော့မနောအတွင်းစိတ်ကနေအရင်ဖောက်ပြန်လာတယ်ဖောက်ပြန်ပြီးတော့မှနောက်ဆုံးကိုထီလက်ရောက်ချိန်တွေ့ပြီးတော့မှပြစ်မှာဖောက်ပြန်ပြီးကိုရဲ့အိမ်တောင်တဲ့တွေပေါ်မှာဖောက်ပြန်တဲ့အထိအဆင်ဖြစ်ပြီးတော့မှနောက်ဆုံးအိမ်တောင်ကြီးပြိုကွဲတဲ့အရာတွေဖြစ်လာတယ်ဒါကြောင့်ချစ်တော်ညီကောင်တို့မမများအဲတိုးတက်တယ်တိုးတက်တယ်တိုးတက်တယ်လို့ပြောပြမယ်တစ်ဖက်မှာကဆုပ်ယုပ်နေတဲ့အရာကိုသင်တို့တွေ့မိပါသလားဘယ်ຢာတွေကဆုပ်ယုပ်နေတာလဲ ကျွန်တော်တို့အရင်တော့ဆိုရင်တခါမကြဘူးပေါ့နော်တိုးတက်တဲ့ဖုန်းတွေတောင်မှအဲမရှိဟိုဘယ်လိုပြောရမလဲတရွာလုံးမှတလုံးပဲရှိတဲ့အချိန်မှာဆိုရင်လူတွေကဘာဖြစ်လဲဆိုတော့အဲတယောက်နဲ့တယောက်မြစ်တာတွေပို့ထားနိုင်တယ်ချစ်ကြတယ်ဖောက်ပြန်ဖို့ဆိုဝေးကြီးပါပဲဖောက်ပြန်တဲ့သူကခက်ရှက်ရှားရဲ့ဒါပေမဲ့တကွဒီဒီယာစုပေါ့နော်ဒီအင်တာနက်ခက်ကြီးရောက်လာတဲ့အခါမှာလူတွေကဆိုရှယ်မီဒီယာတွေပေါ်မှာအဲအားတော်မအားကြတော့တယောက်နဲ့တယောက်ချစ်တဲ့အချိန်တွေအချိန်ပေးတာတွေတယောက်နဲ့တယောက် ဟိုမိသားစုမိတ္တဟာယာဖွဲ့တာတွေအင်မတန်မှနည်းလာပြီးဖုန်းနေနဲ့အချိန်ကုန်ပြီးတော့မှဘာဖြစ်လာလဲဆိုတော့အဲ့ဒီဆိုရှယ်မီဒီယာဖုန်းတွေအပြင် online တွေအပြင်ဖောက်ပြန်ပြီးတော့မှနောက်ဆုံးမိသားစုတွေပြိုကွဲကြတယ်ဒါကြောင့်တင်တို့ရဲ့တုံးတဲ့ online social media ကိုအထူးတတိထားပါနော်မိသားစုကိုအချိန်ပိုပေးပါ social media တွေလိမ်ညာနေတဲ့အရာတခုဖြစ်ပါတယ်နော် မတုံးနဲ့လို့မဟုတ်တုံးပါဒါပေမဲ့အကျိုးရှိစွာအသုံးပြုပါကိုယ့်ရဲ့မိသားစုဘဝကြီးတစ်ခုလုံးဖောက်ပြန်ပျက်စီး क्वे သွားတဲ့အထိတော့မတုံးကြပါနဲ့လို့အထူးတတိပေးချင်ပါတယ်အကယ်၍နော်တင်တို့အနေနဲ့မတက်နိုင်ဘူးဒီဆိုရှယ်မီဒီယာမလွတ်မြောက်နိုင်ဘူးဆိုရင်ယေရှုကိုဆုတောင်းကြည့်ပါယေရှုဘုရားကျွန်တော်ဆိုရင်လည်းအဲ့လိုပဲကျွန်တော်ဂိမ်းဆွဲခဲ့ဘူးတယ် online တွေအမကောင်းတဲ့ဇက်ကမကောင်းတဲ့ဇက်ကတွေကျွန်တော်ဆွဲလန်းခဲ့ဘူးတယ်ကြီးခဲ့ဘူးတယ်မိသားစုပေါ်မှာကျွန်တော်တာဝန်မချေအချိန်မပေးခဲ့တဲ့ဖောက်ပြန်ခဲ့တဲ့အချိန်တွေရှိတယ် သို့တော့ကျွန်တော်လုံးဝမယုံထွက်နိုင်ကျွန်တော်ဇနီးတဲ့ကျွန်တော်ဆူတောင်းပေးတယ်ဘာသာရေးနဲ့မဆိုင်ဘူးနော်ယေရှုဖခင်အသက်ရှင်တဲ့ဖခင်ဖြစ်တယ်သူ့ကိုဆူတောင်းတယ်သူ့ကိုနေရာပေးတယ်သူ့ကိုယေရှုရဲ့ကျွန်တော်တော့လွတ်မြောက်ခြင်းနဲ့မလွတ်မြောက်နိုင်ကိုတော့မဆာပါလို့ဆူတောင်းတဲ့ခါမှာကျွန်တော်ဒီကနေ့လွတ်မြောက်လာတယ်ယေရှုကြောင့်ဖြစ်ပါတယ်လို့နော်ဒါကြောင့်ဖခင်သခင်ကောင်းချီးပေးပါစေသင်တို့မိသားစုပေါ်မှာအာမင်တလုံးတဝါတဲ့ဖြစ်ပြီးပျော်ရွှင်သားရအိမ်တော်မိသားစုတွေဖြစ်ကြပါစေလို့ကျွန်တော်တို့ဇနီးမောင်နှံကနေဆူတောင်းပေးလိုက်ပါတယ်အာမင်ဖခင်သခင်ကောင်းချီးပေးပါစေ Amén.